ရီးမီးယားကျွန်းဆွယ်ကိုရုရှားပိုင်နယ်အဖြစ်အတိအမှတ်မပြုခြင်းအတွက်ယူကရိန်းသမ္မတဇယ်လမ်စကီကိုအမေရိကန်သမ္မတထရမ့်ကပြစ်တင်ဝေဖန်လိုက်ပါတယ်။ဇယ်လမ်စကီရဲ့ကောင်းမွန်မှုကရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုထိခိုက်စေတယ်လို့ထရမ့်ကဆွဆွဲခဲ့ပါတယ်။အမေရိကန်အဆိုပြုမဲ့သဘောတူညီချက်အရလက်ရှိရုရှားနဲ့ယူကရိန်းတို့အသီးအသီးထိန်းချုပ်ထားရာဒေသတွေကိုအခြေပြုပြီးပိုင်နဲ့နယ်နိမိတ်မြင်အစ်စ်တွေရေးဆွဲတတ်မှတ်လာနိုင်ကြောင်းအစောပိုင်းမှာအမေရိကန်ဒုသမ္မတဗန်စ်ကမှတ်ချက်ပေးမှုပါတယ် အဲ့ဒီအတိတ်ပဲအရာလက်ရှိရုရှားရောယူကရိန်းပါထိန်းချုပ်ထားတဲ့နေမြေတချို့ကိုအပြန်အလှန်လက်လွတ်ပေးရမှာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ယူကရိန်းကတော့ခရိုင်းမီးယားဒေသကိုရုရှားစီတရားဝင်လွှဲပြောင်းပေးဖို့လက်ခံမှာမဟုတ်ကြောင်းကာလရှည်ကြာအခိုင်အမာယက်တီထားပါတယ်။ခရိုင်းမီးယားဟာယူကရိန်းပိုင်နယ်ဖြစ်ပေမဲ့လက်ရှိယူကရိန်းစစ်ပွဲမတိုင်ခင်2014ခုနှစ်မှာရုရှားတပ်တွေကကျူးကျော်ဝင်ရောက်ပြီးတရားမဝင်ထိန်းချုပ်ထားတာဖြစ်ပါတယ်။လေလာသူတွေကတော့ခရိုင်းမီးယားကို ရုရှားကတရားမဝင် သိမ်းပိုက်ထားတဲ့အပေါ်လက်ရောအတိမတ်ပြုဖို့ဆိုတာဇလမ်စကီအတွက်နိုင်ငံရေးအရာမဖြစ်နိုင်တယ်လို့နိုင်ငံတွေရဲ့ပိုင်နဲ့နယ်နိမိတ်တွေကိုအင်အားသုံးအနိုင်ကျင့်မှုနဲ့ပြောင်းလဲတာကိုလက်မခံဘူးဆိုတဲ့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကိုပါပြောင်းလဲသွားစေနိုင်ပါတယ်ဇလမ်စကီကခရိုင်းမီးယားကိုလက်လွတ်ဖို့ဆိုရင်ဘာမှပြောစရာမရှိကြောင်းဒီကိစ္စဟာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းဆန့်ကျင်နေကြောင်းမှတ်ချက်ပေးထားပါရရှင်။